တနင်္သာရီတိုင်းတဝဲမျိုးကနေတရချောင်းမျိုးကိုရှေတန်းပြန်စစ်ကောင်စီတပ်သားတွေကိုပို့ပြီးတော့ပြန်လာတဲ့ဆက်လီနှစ်စီးကိုတွန်လိုင်းပူပေါင်းတပ်တွေကတိုက်ခိုက်ရမှာစစ်ကောင်စီတပ်သားနှစ်ဦးသေဆုံးပြီးတော့သုံးဦးဒဏ်ရာရရှိသွားတယ်လို့တဝဲလူငယ်လက်ယုံတက်စီကသိရပါဗျ။တဝဲမျိုးကနေတရချောင်းမျိုးကိုရှေတန်းပြန်စစ်ကောင်စီတပ်သားတွေကိုပို့ပြီးပြန်လာတဲ့အင်အား80ပါတဲ့စစ်ကောင်စီလှေနှစ်စီးကိုတဝဲမြစ်တနေရာမှာတွန်လိုင်းပူပေါင်းတပ်တွေက ဇွန်လ10ရက်နေ့လယ်12နာရီခန့်မှာစနိုက်ပါအပောင်ဝင်လက်နက်ငယ်တွေနဲ့နှစ်ကြိမ်တိုင်ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့သိရပါတယ်။ခြေရန်ပြန်စစ်ကောင်စီတပ်သားတွေကိုတွားပို့ရုံးကအင်အား150ပါပြန်လာတဲ့အချိန်မှာလှေနှစည်းနဲ့အင်အား80ပဲပြန်ပါလာတယ်။အင်အား90ကိုစင်ပြူပြင်ဘောကနေပြီးတရချောင်းတက်ရင်ကိုပို့ခဲ့တာပြန်လာတဲ့အချိန်မှာပြစ်တာပါ အဲ့ဒီစစ်ကောင်စီတပ်သားတွေကတရချောင်းတန်ရင်ကရှေ့တန်းပြန်တွေဖြစ်တယ်လို့တဝဲလူငယ်လက်ယုံတက်ကတာဝန်ရှိသူတူက ARD Times ကိုပြောပါရယ်အဲ့ဒီတိုက်ခိုက်မှုတွင်အပြန်လန်ပစ်ခတ်မှုမိနစ်20ခန့်ဖြစ်ပွားခဲ့ပြီးတော့စစ်ကောင်စီတပ်သားနှစ်ဦးသေဆုံးပြီးသုံးဦးဒဏ်ရာရရှိခဲ့ပါရယ်အဲ့ဒီတိုက်ခိုက်မှုကိုတဝဲလူငယ်လက်ယုံတက်နဲ့ KNL တန်ရင်စနစ်တက်ခွဲတိတူကပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီးတော်လိုင်းပူးပေါင်းတက်တွေဘက်ကအထိခိုက်မရှိစုခွာလာနိုင်ခဲ့တယ်လို့သိရပါရှင်